တရားချစ်ခင်သူတော်စင်သူတော်ကောင်းပေါင်းတို့အားဒီဝါတပတိဂါထာတော်ကိုရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်။ဤဒီဝါတပတိဂါထာတော်ကိုနေ့စဉ်အချိန်မှန်မှန်ရွတ်ဖတ်တည်ဆဲခြင်းဖြင့်အလုံးစုံသောအကျိုးစီးပွားများကိုဤစီအောင်မြင်နိုင်သည်ဖြစ်၍တပ္ပဇေယမင်္ဂလဂါထာဟုလည်းခေါ်ဆိုကြပါသည်။ထို့ကြောင့် ကောင်းမွန်ယူသည်စွာနာယူရပွားကြရန်တိုက်တွန်းလိုပါသည်ဒေဝတပတိအရိစောရတိမာပါတိစန္တိမာတဏ္ဏတောခတ္တိယောတပတိသာယိတပတိဗျမနောအထာတဗ္ဗမဟောရတိဘုဒ္ဓောဓမ္မတိဒေသနာ ဓာရိတံဒေဇတံပန္နံဗုဒ္ဓံဝန္ဒာမိအရရံနမကာရာနုဘဝေနတဗ္ဗေပုရံတုသင်္ကပ္ပာဒေဝာတပတိအဒိသောရတိမာပါတိစံတိမာတဏ္ဍောခတိယောတပတိသာယိတပတိဗျမနော အထာသဗ္ဗမဟောရတိဘုဒ္ဓောဓမ္မတိဒေသနာဓာရိတံဒေသတံပဏံဗုဒ္ဓံဝန္ဒာမိအရရံနမကာရာနုဘာဝေနတဗ္ဗေပုရံဒုသင်္ကပ္ပဒေဝတပတိအာဒိသောရတိမာပါတိစန္တိမာ သနတောခတိယောတပတိသာယိတပတိပြမနောအထာသဗ္ဗမဟောရတိဘုဒ္ဓောဓမ္မတိဒေသတာဒါရတံဒေသတံပဏံဗုဒ္ဓံဝန္ဒာမိအရရံနမကာရာနုဘဝေနသဗ္ဗေပုရိန္ဒုသင်္ကပ္ပ ဒေဝတပတိအဒိသောရတိမာပါဠိစံတိမာတဏ္ဏတောခတ္တိယောတပတိသာယိတပတိပြမနောအထာတဗ္ဗမဟောရတိဘုဒ္ဓောဓမ္မတိဒေသနာဓာရိတံဒေသတံပဏံဗုဒ္ဓံဝန္ဒာမိအရရံ နမကာရနုဘဝေနတဗ္ဗေပုရံတုလင်ကပါဒေဝတပတိအဒိသောရတိမာပါတိစန္တိမာတဏ္ဍောခတိယောတပတိသာယိတပတိပြမနောအထာတဗ္ဗမဟောရတိဘုဒ္ဓောဓမ္မတိဒေသနာ ဓာရိတံဒေဇတံပဏံဗုဒ္ဓံဝန္ဒာမိအရရံနမကာရာနုဘာဝေနသဗ္ဗေပုရံတုသင်္ကပ္ပာဒေဝတပတိအဒိသောရတိမာပါတိစန္တိမာတဏ္ဍောခတ္တိယောတပတိသာယိတပတိပြမနော အထာတဗ္ဗမဟောရတိဘုဒ္ဓောဓမ္မတိဒေသနာဓာရိတံဒေသတံပန္နံဗုဒ္ဓံဝန္ဒာမိအရရံနမကာရာနုဘာဝေနတဗ္ဗေပုရံတုသင်္ကပ္ပာဒေဝတပတိအာဒိသောရတိမာပါတိစံတိမာ သနတောခတိယောတပတိသာယိတပတိပြမနောအထာတဗ္ဗမဟောရတိဘုဒ္ဓောဓမ္မတိဒေသနာဓာရိတံဒေသတံပဏံဗုဒ္ဓံဝန္ဒာမိအရရံနမကာရာနုဘဝေနသဗ္ဗေပုရိန္ဒုသင်္ကပ္ပ ဒေဝတပတိအဒိသောရတိမာပါတိစန္ဒီမာတဏ္ဍောခတိယောတပတိသာယိတပတိပြမနောအထာတဗ္ဗမဟောရတိဘုဒ္ဓောဓမ္မတိဒေသတာဒါရိတံဒေသတံပဏံဗုဒ္ဓံဝန္ဒာမိအာရရံ နမကာရနုဘာဝေနသဗ္ဗေပုရံတုသင်္ကပ္ပ